လဲပံပြောသူဒေါ်လန်ကလစ်ကားတို့အားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန် YouTube channel လေးဖြစ်တဲ့မောင် YouTube channel လေးကနေပြီးတော့တပံပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ရက်ရက်ဒီချိန်လေးကတော့မောင် YouTube channel ရဲ့ Why Not သားများဖြစ်ကြတဲ့ကျွန်တော်တို့ရဲ့မျှဝေတင်ဆက်ပေးရမယ့်ချိန်လေးကို ကြားလို့လာတာပေါ့ဗျာကျွန်တော်တို့ဒီနေ့မှာတော့ကလစ်ကားတို့ကိုပြန်လဲပြီးတော့မျှဝေပြီးသွားခြင်းအားလေးကတော့ ဆရာဒါယာမင်းဝေရေးသားထားခဲ့တဲ့ဘဲဘက်လက်ထဲမှာဝတ်ထားတဲ့ပုံမြင်များဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဒီပုံမြင်စာအုပ်လေးကိုရွှေဖက်မြောက်ကွင်ပြူပါလို့ဆရာဒါယာမင်းဝေရဲ့သက်ဆိုင်သူတော်ဦးရောက်ချင်းစီတိုင်းကိုကျွန်တော်တို့မေတ္တာရက်ခံ ခွင့်ပန်ပါတယ်ခင်ဗျာ။ဘန်းပြိုးသူဒေါ်လန်ကလေးကတို့ကလည်းပုံမြင်လေးကိုလိုက်ပါပြီးတော့ ခံစားနားဆင်ပေးပါအောင်ခင်ဗျာဒီပုံမြင်စာအုပ်လေးထဲမှာထူးထူးခြားခြားပုံမြင်လေး16ခုပါပါတယ်ခင်ဗျာအမာစာလေးကနေပြီးတော့စာလိုက်ကြဆိုဗျာစာရေးသူဤအမာစာ1980လွန်နှစ်များစီကပါညနေရမောင်စာပြိုးနေပြီကျွန်တော်က၈တန်းចောင်းသားလေး ဂျူရှင်ကပြန်လာမှာလွဲကိုဘုံကနေပြစ်ချပြီးတော့ပါရင်ချက်တလဲလို့အမေကိုအော်မေးပြီးတော့ထမင်းကိုကမန်းကနန်းနဲ့စားတယ်ပြီးတော့စားချက်တယ်မထင်ပါနဲ့မီးပြတ်နေတဲ့စင်ရသားရက်ွက်ကလေးရဲ့မုံတဝါဝါလာရောက်မြင်နေရအောင်မှာ ကျွန်တော်တို့ရဲ့ချစ်တော်လဖေးဆိုင်ကလေးစီကိုကျွန်တော်ထွက်လာခဲ့တယ်ကျွန်တော်တို့မျိုးကလေးရဲ့နယ်နိမိတ်ဆိုင်ဘုတ်ကလေးအလွန်မှာတော့မိသားတန်တန်းတစ်ခုရှိတယ် အဲ့တန်လန်းကိုကြော်သွားရင်လက်ဖေးဆိုင်လေးရှိတယ်လူရှင်းပြီးတော့အေးချမ်းတက်ရတဲ့လက်ဖေးဆိုင်လေးပါပဲအဲ့ဆိုင်မှာကျွန်တော်တို့ကပြာယူစာယူအုပ်စုတွေစုံလေးရှိကြတယ်စာအကြောင်းပေကြောင်းတွေပြောဆိုဆွေးနွေးကြတယ်ဖျောင်းနိုင်စကူနဲ့လှိမ့်ပြီးတော့ကပြာစာအုပ်လေးတွေစုထုတ်လေးရှိကြတယ်ကျန်တဲ့သူတွေကတော့20ကျော်အစိပ်ပိုင်းတွေပေါ့ကျွန်တော်ကအငယ်ဆုံးကျွန်တော်ရောက်သွားတဲ့အချိန်မှာတော့လူစုံစားပြုနေပြီ။ ဟေးကောင်းလေးဒီနေ့နောက်ကြလာပါလားဟွန်းကျူးရှင်မဆရာကတော်တော်နဲ့လေမပြတ်နေလို့စပွဲတူကကျွန်တော်တောက်နေကြလဖေးကိုလာချပေးတယ်စပွဲလေကောင်မှခြားထားတဲ့ပလာဇာဟိုလေးကိုကျွန်တော်ကောက်ကန်ကြည့်လိုက်တယ်လှန်ပြီးတော့ဖတ်ကြည့်လိုက်တော့ပုံမြင်လေးတွေကူးရေးထားတဲ့ပလာဇာကိုကြရစာမျက်နှာကပုံမြင်တော့ကိုကျွန်တော်ဖတ်ကြည့်မိလိုက်တယ်စိတ်ကြောင်းသားရဲ့ရုပ်တိပေတာတဲ့တခါတော့ကဘယင်းကြီးတစ်ပါးဟာသူ့တိုင်းပြည်ထဲမှာ သရိုက်ဆန်တွေကိုမတက်ရဘူးလို့အမိန့်ထုတ်ထားရတဲ့။ဒီနေ့မှာတော့မင်းချင်းတွေက စိတ်သားတက်စားတဲ့တိုးချောင်းသားကို ရှေ့တော်မကိုခေါ်လာခဲ့တယ်။မင်းဘာကြောင့်မလို့ငါ့အမိန့်ကိုလွန်ဆန်ပြီးတော့စိတ်ကိုတက်ရတာလဲ။ဟမ်မင်းငါမင်းနေတာကိုဘာလို့မဖြေတာလဲ။ဖះကမင်းရောမင်းဘလို့ဖြစ်မလဲ။အို အရှင်ကကျွန်တော်ကိုတတ်တော့မှာပဲဖခင်ကဘလို့လို့ပြီးတော့မိတာကိုဖြေတော့မလဲဖခင်ကမင်းကိုအသက်ပြန်သွင်းပေးပြီးမင်းမှာတတ်သိခိုင်းလို့မှာပေါ့ဒါဆိုစိတ်ကိုလည်းအသက်ပြန်သွင်းပြီးတော့မင်းမှာပေါ့အေးဖခင်ကလှုပ်ပေးမှာပေါ့ဟာအဲ့ဒီစိတ်အသက်ပြန်ရှင်လာမှာတော့ဖခင်ကကျွန်တော်ကိုအပြစ်ပေးလို့ဘယ်ရတော့မလဲ ရင်ကြီးကပြုံးပြန်ပြီးတော့တိုးချောင်းသားကို အပြစ်ကနေခွင်လွှတ်လိုက်တဲ့အန်ဒရာဘရော့ပုံမြင်မှာဒီပုံမြင်ထဲမှာပါတဲ့ဖခင်ကတော့သူတို့ကိုးကွယ်တဲ့ဖန်ဆင်းရှင်ခရီတာပါကျွန်တော်တို့ရဲ့ဗုဒ္ဓမဟုတ်ပါဘူးကဲဒါတွေထားလိုက်ပါတော့ကြပြားတွေကိုကူးထားတဲ့စာအုပ်လေးကိုကျွန်တော်တွေ့ရပေါင်းလည်းများလာပြီကျွန်တော်မှလည်းရှိတာပဲတယောက်နဲ့တယောက်လည်းလဲဖက်ကြတယ်ပုံမြင်လေးတွေကူးထားတဲ့စာအုပ်လေးကိုကျွန်တော်အဲ့ဒီတုန်းကခုမှပဲမြင်မှုလိုက်တယ် သဘောလဲကြမိတယ်။စိတ်ကူးကောင်းတဲ့နောင်တော်ကဗျာဆရာတွေကိုလည်းအားပါရအခြေချိုးစကားဆိုပြတယ်။ဟေးဘာလဲကောင်းလေးကတော်တော်သဘောကျနေလား။အင်းကျတယ်ကျွန်တော်တဲမှာဦးစည်းဦးဆောင်လို့ဖြစ်နေတဲ့ကြပြားဆရာကိုကြီးကပုံမြင်တစ်ပုဒ်ကိုပြောပြတယ်။အဲ့ဒီတုန်းကဒေတာကောလိပ်ခေလေ။ "तू ကဒုတိယနှစ်ဒေတာကောလိပ်ကျောင်းသား၊ရှုမဝါတို့ပေဘူးလွာတို့မှာကြပြားတွေပါဘူးတဲ့။ तू စကားဆိုလို့ရှိရင်အလေးထားပြီးတော့နားထောင်ရတယ်။တခါတုန်းက ရုံးတော်ကတရားသူကြီးရဲ့ရှေ့မှောက်ကိုအမျိုးသမီးတယောက်ရောက်လာတယ်။ခလေးတယောက်ကိုတတ်ပြီးတော့အလောင်းဖြောက်လို့တဲ့။လာတိုင်းနာကသူယောက်ျားရဲ့မိတ်ဆွေတွေ။ဟမ်။အေးတရားသူကြီးကစစ်တော့အမျိုးသမီးကပြန်ပြောတယ်။သူယောက်ျားကအတောက်စားမတ်တယ်တဲ့။သူယောက်ျားကိုကတ်ရက်ပြီးတော့စားတောင်နေတာအပေါင်းအသင်းတွေလည်းရှိတယ်တဲ့။မိတ်ဆွေတို့မိတ်ဆွေအယောင်တွေတဲ့။အဲ့ဒါသူယောက်ျားနဲ့ကွဲစီခြင်းလို့မလို့ အဲ့ဒါလိုလှုပ်လိုက်တာတဲ့ဟင်ဘာဆိုင်လို့တော့အေးလာမယ်လေ तू ကခလေးတယောက်ကိုတတ်ပြီးတော့ခြံတောင်းကခရီးပင်အောင်မှာမြုပ်ထားလိုက်တယ်လို့မိမကသူ့ယောက်ျားကိုပြောလိုက်တယ်ယောက်ျားဟာပြာခတ်ပြီးတော့သူ့တောက်ဖို့တောက်ဖက်တွေအပေါင်းအသင်းတွေကိုအကူညီတောင်းတယ်အဲအပေါင်းအသင်းတွေကမကူညီတဲ့ပြင်သူ့လင်မယားကိုငွေညစ်တယ်မရတော့တရားရုံးကိုတိုင်တဲ့အလောင်းကိုဖော်ကြည့်လိုက်တော့ခွေးတွေတကောင်ဖြစ်နေတယ် ဇနီးဖြစ်သူကတော့ခင်မွန်းတဲ့အမြင်မှန်ရစေခြင်းလို့လှုပ်ပေးလိုက်တဲ့ကိစ္စပဲတရားသူကြီးကတော့ဇနီးဖြစ်သူကိုချီးကျူးတယ်ခင်မွန်းတဲ့ကလည်းအမြင်မှန်ရသွားတယ်တဲ့ဘုံမြင့်ရဲ့စာသင်ခန်းကိုသူကတစ်ဖွဲ့တစ်နှွဲနဲ့ဆက်ပြီးတော့ပြောပြတယ်သူစကားဆုံးပါပဲကျွန်တော်ကနေပါဦးကျွန်တော်မေးပါဦးမယ်အေးဘာမေးမှလဲအဲ့ဒီမိန်းမခလေးတယောက်ကိုတကယ်တတ်ခဲ့ပြီးတော့နှစ်ပေါက်တစ်ပေါက်ရိုက်တာဆိုရင်ရော ခလေးလောင်းကိုဖျောက်ပြပလိုက်ပြီးတော့ဟန်ပြမြုပ်ထားတဲ့ခွေးလောင်းကိုပြရှောင်းလဲလို့ကောက်အောင်အကွက်ဆင်လိုက်တာဆိုရင်ရောအာအကုန်လုံးခံရမှာပေါ့ဝိုင်းရဲကြတယောက်တစ်ပေါက်နဲ့တုံ့ပြန်ပြောတဲ့အနေနဲ့စူညံနေကြတော့ပေါ့အေးပုံမြင်ကိုမိရဘတ်ပြောင်းပြီးတော့ပြောတာကိုညာဘက်ကနေဘဲဘက်ကိုရွှေ့ပြီးတော့ပြောတာကိုကြားခဲ့ပါပြီနှစ်တွေလည်းအလီလီပြောင်းခဲ့ပြီပြီးခဲ့တဲ့ ်ဆောင်းတရက်မှာအဲ့ဒီယထာတန်လန်းနာရောက်ခဲ့တယ်။လပိဆိုင်ကလေးကတော့မရှိတော့ပါဘူး။ကျွန်တော်တို့ကဗျာယူစာယူအုပ်စုလည်းတယောက်တနည်းအားစီရောက်နေကြပြီ။ကြောင်ပြီးပွဲရအိမ်အောင်ရသားတွေကြကိုဘွားအမော်ရီနာကိုရုံးကန်နေရပါပြီ။စာပေလောကတွေကိုမအူမလဲနဲ့ရောက်လာတာတော့ကျွန်တော်တယောက်လည်းပဲ။အဲ့လိုနဲ့ပဲပေါ့လေ။ကျွန်တော်ဘယ်ဘက်လက်ထဲမှာရှိတဲ့ပုံမြင်တချို့အကြောင်းကိုသူတို့ကပြောမပြပြခဲ့တာနင်းຫນွေချာမှာကျွန်တော်တွေးမိတယ် ခုတော့လေစာစဉ်တွဲတစ်ခုအနေနဲ့ရေးရတော့မှာပေါ့ရိုးရာပုံမြင်လေးတွေပါပဲညာဘက်ကနေဘယ်ဘက်စီရွှေ့ပြောင်းမှာရဲစရာလေးတွေ ဖြစ်သွားရင်ဖြစ်သွားမယ်တွေးစရာလေးတွေလည်းဖြင့်ဖြစ်သွားမယ်ခွင်လွတ်စရာရှိရင်လည်းခွင်လွတ်ကြပါလို့ကျိုးပြောထားချင်ပါတယ်တာယာမင်းဝေပုံမြင်တိတိတ်ဆုံးသွားတဲ့လိုဝက်ချက်တခါတော့ပေါ့လေ ဘိုခါရာဆိုတဲ့မြို့မှာကုန်းတဲကြီးတယောက်ရှိတယ်။သူခေကာလာရောက်တော့ကျွယ်ဝချမ်းသာပါတယ်။သူ့မှာအလာမွေးထားတဲ့ကျက်သူရေးတကောင်ရှိတယ်။ကြွားပါတတ်တဲ့ကုန်းတဲကြီးကအဲ့ဒီကျက်သူရေးကိုရွှေလောင်ရင်းနဲ့ထည့်ထားတယ်။တနည်းတော့ကုန်းတဲကြီးကခရီးထွက်ဖို့ကိစ္စကြုံလာတယ်။အဲ့ဒီတော့သူ့အိမ်သားတွေကို သူမေးတာပေါ့။ကဲဘသူဘာမှကြအောင်မလဲ။အိမ်သားတွေကတယောက်တစ်ပေါက်နဲ့ဝိုင်းမှာကြတယ်။ဘိုးတဲဝေယော ဂျိုးဆွဲပတိဖန်လာကောက်စတဲ့ပြန်ပေါ့ခྱི་ထွက်ခါအနေကြတော့တတိကအနောက်ပြောင်းသဘောနဲ့ကျက်သူရွေးကိုပါထက်မိလိုက်တယ်မင်းကကောငါ့ကိုဘာမှအုံးမလဲကျက်သူရွေးကတော်တော်နဲ့စဉ်းစားပြီးမှပြန်ဖြေတယ်ကျွန်တော်တို့တော့ဘာမှမလိုအပ်ပါဘူးအေးလေမင်းကိုဘာမှမလိုအပ်အောင်ပဲငါထားချင်မှာထားတာပါပဲတခုပါပဲအမစကားလေးတော့ပါချင်ပါတယ်ကဲပြောပါလဲ သတိမင်းရဲ့လက်ရှိခရီးကတောအုပ်တစ်ခုကိုဖြတ်သွားမှာဖြစ်ပါတယ်။အေးငါသိတယ်။ဘာဖြစ်လဲဆက်ပြော။အဲ့မှာကျွန်တော်ရဲ့မျိုးတူချက်သူရွေးတွေကိုတွေ့ရင်ကျွန်တော်ကနှုတ်ဆက်လိုက်တဲ့အကြောင်းကိုပြောပြပါ။ကုံတယ်ကြီးကတဟားဟားနဲ့ရှင်းလိုက်တယ်။စိတ်ချစိတ်ချငါပြောလိုက်ပါမယ်ဆိုရပြောလဲဆိုပါတယ်။နောက်တော့သူခရီးကိုစားထွက်တယ်။ခရီးကတော့ချောချောမောမောပါပဲ။ အိမ်သားတွေမာလိုက်တဲ့ပစ္စည်းတွေကိုလည်းစောစောလေးလေးနဲ့ဝယ်ယူခဲ့ပါတယ်။ကျက်သူတွေကလေးမာလိုက်တဲ့ကိစ္စကိုကျတော့အပြန်ခီးမှသတိရတယ်။အဲ့ဒါနဲ့ပဲအဲ့ဒီတော့ကိုပြန်ပြန်ပါ။ဟေးကျက်သူတွေလေးတို့ကျက်သူတွေတွေစူစီနားခုနေတဲ့တစ်ပင်ကြီးတစ်ပင်အောင်ပါ။သူကအော်ဟစ်စကားဆလိုက်ပါတယ်။မင်းတို့အားလုံးကိုရွှေခဲရသတိရပါတယ်တဲ့။ကျက်သူတွေတကောင်ပြန်မိတယ်။ဟိုဘယ်ရွှေခဲလဲ။ဘိုကာရာမျိုးကရွှေခဲလေ။ तू आ बेयाव နေလို့လေဘိုးကားရမှာပဲပေါ့ငါရင်ကရွှေလောင်ညိုက်ထဲမှာရှိရလေโอ้အဲ့စကားကိုလည်းကြားရောအဲ့ကြက်တူရွေးလေးကတဆက်ဆက်နဲ့တုံရင်လာတယ်ပြီးတော့တစ်ကိုင်းပေါ်ကနေပုတ်ကနေနဲ့ပြုတ်ကြပြီးတော့တေဆုံးသွားတယ်ကုံတယ်ကြီးကအဲ့အမြင်ကွင်းကိုတွေးပြီးတော့စိတ်မကောင်းဘူးမိတ်ဆွေတွေပေါ်မှာတော့ရှစ်စားတဲ့ကြက်တူရွေးကလေးလို့တတ်မှတ်မိလိုက်တယ်စိတ်မတတ်မတာနဲ့ပဲသူခကြီးကိုဆက်လို့အိမ်ပြန်လာခဲ့ရပါလေအိမ်ရောက်တော့ ကျန်တဲ့သူတွေကိုလက်ဆောင်ပစ္စည်းတွေဝေငှတယ်။နောက်ဆုံးကြတော့မှပဲရွှေလောင်းကျန်လေးတွေကချက်သူရွေးစီကိုသူကလေးတိလေးကန်နဲ့ရှောက်သွားခဲ့တယ်။ရွှေခဲရေမင်းမာတာတွေကိုငါပြောခဲ့ပါတယ်။သူတို့ကရောဘာပြန်ပြောလဲတည်း။ええကွာသူတို့တွေကတကောင်ကမင်းเจ้าတွေမဲရင်တိပင်မောင်းနေပြုတ်ကြပြီးတော့သိသွားတာပါပဲ။ဗျာရွှေခဲကတစက်စက်နဲ့တုံရင်လာတယ်။ ူကိုယ်တိုင်ကအခြေကိုမမြဲတော့ပဲနဲ့လောင်ရည်နဲ့ကနေပြီးတော့ပုတ်ခနဲ့နဲ့ပြုတ်ကြတည်ဆုံသွားတယ်။ဟာဖြစ်ပြန်ပြီ။တထေးကြီးဆိုတဲ့ကုန်းတယ်ကြီးကအတော်ကြီးကိုတွန်းလို့ချော်ချပါရတယ်။ဟောတော်တော်ရှိကြတဲ့တငယ်ချင်းတွေပဲကိုကျက်သူရွေးလေးရွှေကဲကိုလောင်ရည်နဲ့ကနေထုတ်ပြီးတော့စပွဲပေါ်မှာတင်ထားလိုက်တယ်။အချိန်မှာပဲသေးပြီလို့ထင်ထားရတဲ့ရွှေကဲကတဖြည်းဖြည်းနဲ့အာယူပြီးတော့ထပြန်ပြီးတော့ဟိုးတထေးကြီး သင်တွေးခဲ့ရတဲ့ချက်တွေကအမှန်တကယ်သိဆုံးခြင်းမဟုတ်နီးနာပေးခြင်းပါပဲသူ့လိုလုံးလို့ရှိရင်လောင်ကျိုင်တွေကလွတ်မယ်ဆိုရပြီးတော့အမှုရာနဲ့တွင်တင်ပြလိုက်ခြင်းပါပဲအခုတော့ကျွန်တော်လွတ်မြောက်သွားပြီကျေးဇူးတင်ပါတယ်တထေးကြီးအာယူပြီးတော့ပြန်နေကျဲမြင်မောဖုတ်ကနေနဲ့ပြန်ကြလာတယ်ခုနကစကားကိုထပ်ပြောပြီးတော့အာယူပြီးတော့ပြန်နေဖုတ်ကနေနဲ့ပြန်ကြလာတယ်ခုတော့ကျွန်တော်လွတ်မြောက်သွားပြီ ကျေးဇူးတင်ပါတယ်တရေကြီးဟာဟာဟာနောက်ထပ်အားယူပြီးတော့ပြန်တယ်ဟုတ်ကနေနဲ့ပဲပြန်ပြန်ကြလာတယ်ဒေတာဟာတော့ပြန်အောင်မထနိုင်တော့ဘူးကုံတယ်ကြီးကတော့ဦးချောင်ချောင်နဲ့ပါပဲသူပြန်တက်သွားလိုက်လို့ရှင်လိုက်မော်ကြည့်လိုက်နဲ့ပြန်ပြုတ်ကြသွားရင်လိုက်ငုံကြည့်လိုက်နဲ့ပါမန်းတော်နားလဲပုံမရပါဘူးရွှေကဲမာလဲကျုံဝါရုံတက်တက်ကလွဲပြီးတော့အကောင့်ထဲမပေါ်ပြနိုင်တဲ့အနေထားလေမပြန်ရတာကြာလို့သူ့ရုပ်ခန္ဓာကသူ့ရုပ်ခန္ဓာကိုစိတ်ကမလိုက်နိုင်တော့ဘူးပြီးတော့အတောင်မှလည်းညက်ခံထားသေးတယ်လေ ခက်ကြွကြွကျွမ်းဝလိုက်တာလွယ်လို့ရှိရင်ကျန်းတာကိုသူမတက်နိုင်ပါဘူးနောက်ဆုံးချိန်ပြုတ်ကြပါပဲတော်တော်လေးနာဝါပြီးတော့ပြန်မထနိုင်တော့ဘူးအဲ့ဒီတော့မှသူ့ကိုမျက်လုံးပြူးနဲ့ငုံကြည့်နေတဲ့ကုံတွေကြီးကိုသွားပဲဖြဲပြတော့ပေါ့ဟဲကျွန်တော်ကနောက်တာပါတတိကြီးရဲ့တတိကြီးရောဘယ်လိုလဲဟဲနေကန်းတယ်နော်ပုံမြင်နှစ်ခေါင်းလောင်းတန်မချလိုက်တဲ့ကြီးကန်း တကားကကြီးကန်းတွေရဲ့စာတင်ကြောင်းမှာဆရာမကြီးကတပည့်တွေကိုစုံးပါတယ်မင်းတို့အားလုံးငါပြောတာကိုကြားရမို့လားကြားပါတယ်ဆရာမကြီးအေးဒီပုံမြင်တဲ့ကြီးကန်းလိုမျိုးမမိုက်မီမမိုက်မဲမီကြစေနဲ့စင်သေးကောင်းရဲ့အသားကိုစားဖို့မတ်မောရင်နဲ့ပင်လေထဲမှာဒုက္ခရောက်ရတယ်ကံမမြင်လက်မမြင်နဲ့တေဝါရတယ်ကြက်ကြက်တင်ကန်းစာယူကြဟုတ်ကဲ့ပါဆရာမကြီး အဲ့အချိန်မှာစာသင်ခန်းထဲကိုရောက်မလားတဲ့အကြီးကန်းလေးတစ်ကောင်လည်းရှိပါတယ်။ကျောင်းပြေးတာရတော့မဟုတ်ပါဘူး။ကျောင်းတက်ခေါင်းလောင်းတန်းကိုသူမကြားလိုက်ရပါ။ရွာပြင်မြစ်ဆုံကတစ်ပင်ကြီးတစ်ပင်ပေါ်မှာသူနားနေတယ်။ကြီးကန်းမျက်စိမို့လို့ဟိုးကြီးတီတင်နေကျင်းနဲ့ရေထဲမှာတလိမ့်လိမ့်နဲ့ညောပါလာတဲ့အရာယူခုကိုသူမြင်လိုက်ရတဲ့။ဟာဘာကြီးပါလိမ့်။တင်းတင်းချာချာတွေ့လိုက်ရတော့သူအံ့ဩသွားတယ်။ဟိုစင်သေးကောင်ကြီးပဲ။စင်သေးကောင်ကလက်လက်ဆက်ဆက်ပဲရှိသေးတယ်။ အကြာကြီးနဲ့အကြီးကြီးအကြာကြီးနဲ့စားလို့ရတယ်။သူကတော့ဝမ်းမြောက်ဝမ်းသာနဲ့စင်သေးကြီးစီကိုထိုးဆင်းသွားတာပေါ့။ဟိုတို့ဒီစိတ်နဲ့မင်းရှိစားတောင်းရင်လည်းစင်သေးကောင်ကြီးနဲ့အတူပင်လဲစီကိုမျောပါသွားတာပေါ့။အဲ့မြင်ဝင်းကိုမြင်လိုက်ရတဲ့အချိန်တချို့ရှိတယ်။အာဒီကောင်တော့ဒုက္ခပါပဲ။ဟုတ်ပါရဲ့တော်တော်မိုက်တဲ့ကောင်ပဲ။အဲ့ဒီတဲ့င်းကအကြီးကန်းတွေရွာထဲမှာဥော်တောင်းနှင်းကိုဖြစ်ကုန်တယ်။စင်တင်နဲ့သူပါသွားတဲ့အကြီးကန်းလေးကတော့စင်တင်အသားကိုစားပြီးတော့သူ့အတူကျင်းနဲ့အားရနေတယ်။ ဖြည်းဖြည်းနဲ့စင်သေးသားကလည်းကုန်ခန်းလာပြီးတော့ကမ်းမမြင်လမ်းမမြင်အခြေအနေကိုသုံးသပ်ပြီးတော့မှာပဲဟာပြက်တနာပဲစင်သေးကမကြခင်လုံလုံရရကုန်တော့မယ်အခါမှာသူ့မှာလည်းစားကြမရှိတော့ဘူးနားကြားလည်းမရှိတော့ဘူးဒေါင်းလိုက်ပဲဖြစ်ဖြစ်အလျားလိုက်ပဲဖြစ်ဖြစ်ပင်လေကိုဖြတ်ပြီးတော့လဲသူမကူးနိုင်ဘူးဟိုငါဘယ်လိုလုပ်ရပါမလဲကုတုကံလေးကနည်းနည်းကောင်းကျင်တော့တခြားတရိတ်ဆန်အသေးကောင်းလေးမျောလာတဲ့ဘောထပ်ပြီးတော့တူတယ်ကဲ တကောင်ပြီးတကောင်ပေါ်ခုံလို့နိုင်ရင်စားရင်နဲ့ပဲသူ့အတက်ကိုရသလောက်ဆွဲဆန့်နေတဲ့ကြီးကန်းနေရရွာမှာတော့သူ့အချောင်းကိုမေ့ရောစာပြုတ်နေပြီကြီးမိုင်များရဲ့စင်းရင်မှာတော့နမဲအစ်တစ်ခုနေနေပဲတွန်းလိုက်ကြပြီစင်သေးကောင်ကိုမှတ်မောမိတဲ့ကြီးကန်းအချောင်းကိုပြောတိုင်းဆီယာမကြီးကသူ့ကိုဥမာပြုတ်ပြီးတော့ဆုံးမတော့ပေါ့အဲ့ဒါလို့တဲ့သုံးနှစ်လောက်အကြာမှာတော့ဟင်မင်းမင်းမင်းပြန်လာတယ်ဟုတ်တယ်လေကျွန်တော်ပြန်လာတယ် ဟာမင်းစင်သေးကောင်ကြီးနဲ့ပါသွားတာမို့လားဟုတ်တာဗောခုရွာကိုတတိယလို့ပြန်လာတာဟေးစင်သေးကောင်နဲ့ပါပါတဲ့ကြီးကန်လေးကရွာကိုပြန်ရောက်လာပါတယ်အတရှိကိစ်ကိုဆွဲပြီးတော့နိုင်ငံခြားဖြစ်အကောင်စားမျက်မှန်နဲ့အကောင်စားဝန်စားတွေနဲ့တကူလုံးကိုဖိဖိကိုတောက်လို့ဟိုဘလို့ဖြစ်တယ်လဲကွာနည်းနည်းပါးပါးတော့ရှင်းပြပါဦးရွာသားကြီးကန်းတွေကသူ့ကိုဝိုင်းအောင်ပြီးတော့မေးကြတယ် သူက secret ကိုပန်းစားမှာခဲပြီးတော့အကောင်းစားမိချင်းနဲ့မိချင်းထောက်ခနဲ့နဲ့မိကြီးလိုက်တယ်။ဘောင်းရုံမှာတင်နေတဲ့ဖုံးမုံလေးတို့တောက်ထုတ်ပြီးတော့သူ့အကြောင်းရှင်းပြတယ်။အဲ့လိုနဲ့ဗျာနေ့ကျပင်လေကူတင်မော်တစီနဲ့ကျွန်တော်တွေ့တွေ့တယ်။အဲသူတို့ကကျွန်တော်ကိုလေချောင်းရာရှိပြေခန့်အပ်လိုက်တယ်။အဲ့လိုနဲ့ပဲကျွန်တော်ကကဘာပတ်နေလိုက်တယ်။ရွာဝင်တဲ့သတိရရနဲ့ဒီတစ်ခေါက်တော့ဝင်ပြေးအောင်လှည့်ဝင်လာတာပဲ။မနေ့ကပဲလင်းဆိုင်တယ်လေ။ နောက်တော့သူစီမှာပါရဲ့နိုင်ငံတကာအသုံးဆောင်ပစ္စည်းတွေကိုလက်ဆောင်ပေးလိုက်တယ်။ဂျေဇူးတင်စကားပြန်ပြောကြလက်ဆောင်ပစ္စည်းတွေပိုက်ပြီးတော့ဦးမျိုးချနေဆိုတော့အဲ့ညာကဆိုကြီးကန်းနေတရော်လုံးကအဲ့လူတော်မင်းအားကိုလေမနဲ့မိုးလင်းတော့ဆရာမကြီးအကြောင်းကိုဖွင့်တယ်။ကလောင်ကလောင်ကလောင်ခေါင်းလောင်းတန်ခောက်ပဲမယ်တပည့်တွေကရောက်မလာကြဘူး။ဟိုဘလူဖြစ်တာပါလေ။ဆရာမကြီးအကျိန်လုံးကိုဆွဲပြီးတော့သူတို့ပဲစီကိုရွာထဲမှာလိုက်ရှာတယ်။မတွေ့ဘူး။တွေ့မဲ့တွေ့တော့ ရွာပြင်ကမြင့်ဆုံကတစ်ပင်ကြီးပေါ်မှာသူ့တပည့်တွေအားလုံးစီစီရီနဲ့နားလို့ဆရာမကြီးကဒေါသတကြီးနဲ့မိလိုက်တယ်။မင်းတို့အားလုံးခေါလောက်ခေါတော့မကြားကြဘူးလား။အားလုံးကပြန်ဖြေတယ်။မကြားလိုက်ပါဘူး။နေပါဦး။အဲ့မှာမင်းတို့ကဘာလုပ်နေကြ။ဒီတကားပြန်ဖြေတော့လည်းညီသူညာတွေပါပဲ။စင်သေးကောင်ကိုစောင့်နေရပါ။ပုံမြေနံပါတ်3 တခါတုန်းကလေးတီတော့တခါတုန်းကပေါ့အလွန်နဲ့ရှိုင်းတဲ့တောအကြီးတစ်ခုရှိတယ်။အဲဒီတောအကြီးရဲ့အနီးပါမှာအတန်သင့်တဲ့စီကားတဲ့မြို့လေးတစ်မြို့လည်းရှိတယ်။အဲဒီမြို့လေးကတော့လျိုးဝက်တိတ်တဲတယ်အနေထိုင်းနဲ့ချစ်လက်တယ်။အဲဒီမြို့လေးကိုမှတနေ့မှထူးခြားတဲ့လူတယောက်ရောက်လာတယ်။အဲဒီလူကနတ်မောင်ရှေလျားတဲ့မျက်ခုံးတွေရှိပြီးတော့လေးနဲ့များကိုလွယ်ထားတယ်။မြို့ကလေးရဲ့အစွန်ဘက်မှာအိမ်တလုံးဆောက်ပြီးတော့ တူပါတာတည်တံ့နေတယ်။မြို့သူမြို့သားတွေနဲ့လည်းအဆက်ဆံမလုပ်ဘူး။ပြေစုံလုံလောက်တဲ့ငွေချေးဥစ္စာလည်းရှိတာပုံရပါရဲ့။ तू ကဘာလို့မှလည်းမလုပ်ဘူး။ဒီနေ့ဒီနေ့ तू ချန်နယ်မှာ तू ဟာ तू များပြစ်လေးကျင့်နေရတယ်ပဲအချိန်ကုန်တယ်။မြို့သူမြို့သားတွေကလည်း तू ကိုစိတ်ဝင်စားကြတယ်။အထင်းလည်းကြီးတယ်။ဒါပေမဲ့ तू အကြောင်းဘယ်သူမှမသိဘူး။တိရအောင်လည်းချင်းကပ်စူးစမ်းရတူတွေကလည်းမအောင်မြင်ကြဘူး။ဒါပေမဲ့အဲ့ဒီလေးတီတော်ကြီးစီကိုမတွားမဖြစ်တော့ရမယ့်ကိစ္စတခုကကျုံလာတော့တယ်။ တောအုပ်လိုင်ကူတဲကနဂားကြီးနဲ့ပတ်သက်ပါတယ်။မြို့ပြင်ထွက်ပြီးတော့ထင်းခွေရာလောက်တဲ့သူတွေကအဲ့နဂားကြီးရဲ့ဒုက္ခပဲမို့အကြီးကျယ်နဲ့ခံနေရတယ်။တေတဲ့သူကတေပြောက်တဲ့သူကပြောက်ဒုက္ခိတဘဝကိုရှောက်တဲ့သူကရောက်နေပေါ့။အဲ့နဂားကြီးကိုချိန်မုံနိုင်ဖို့အတွက်နဲ့သူရဲကောင်းကိုမျောမြင်ကြည့်တဲ့အခါမှာတမျိုးလုံးကအဲ့လေးတီတော်ကိုပဲအာယုံရကြတယ်။လေးတီတော်ကြီးကျွန်တော်တို့ကိုကူညီပေးပါ။တော်တွေကနဂားကြီးကိုချိန်မုံပေးပါ။ သူတို့တွေဘလို့ပဲပြောပြောလဲကြည့်တော့ຢ່າဘာမှပြန်ပြောပါဘူးမျက်နှာတွေကြီးနေပဲညိနေတယ်မြို့သူမြို့သားတွေဆိုတာကစိတ်ပြက်ပြီးတော့ပြန်သွားကြရတယ်ငကားကြီးရဲ့အန်ရဲကလည်းစိုးတဲ့ထက်နဲ့စိုးလာတယ်လဲကြည့်တော့ကြီးစီကိုပဲသူတို့ဒုတိယခေါက်လာပြီးတော့တောင်းဆိုကြရတယ်လဲကြည့်တော့ကြီးကျွန်တော်တို့ကိုခူညီပေးပါတော်တွေကငကားကြီးကိုချေမုန်းပေးပါပထမတော့ကလိုပဲလဲကြည့်တော့ကြီးကအေးမလို့အဲမလို့နေနေတယ်သူတို့ကိုပဲခက်ဆူးဆူးနဲ့ပြန်ကြည့်နေကြစိတ်လျှော့ပြီးတော့ပြန်ခင်ကြတယ် နဂါကြီးကတော့စိုးတဲ့နဲ့စိုးလာတယ်။တမျိုးလုံးလည်းနေလို့မရတော့ဘူး။ရှူသွင်းလိုက်တဲ့လေတွေကတော့မှနှာခေါင်းထဲမှာရရခန့်နေတယ်။ဘလို့မှကြံရတော့တဲ့မစိုး။လေးတီတော်ကြီးစီကိုတတိယချိန်သွားပြန်တယ်။ဒီဒီချိန်မှာတော့ထူးကြတယ်လေးတီတော်ကြီး။ဟဲ့ဘာမှမပြောနဲ့တော့သူတို့ကိုလက်ကပြပြီးတော့လေးနံများနဲ့ဆွဲပြီးတော့တော်တဲ့ဝင်သွားတယ်။မြို့သူမြို့သားရဲ့အားလုံးဝမ်းသာရဖြစ်ကုန်တယ်။သူတို့တွေအခက်မကြုံရတော့ဘူးပေါ့။အမှန်ဆိုရင်တော့အခက်ကြုံရတာက လေးတီတော်ကြီးပါ။သူ့မှာဟိတ်ဟန်တာရှိတယ်။ ဘာရီချင်းမှမရှိဘူးသူလေးနဲ့ချိန်ရွယ်တာ ပြစ်ခိုက်တိုင်းနဲ့များတိုင်းကလည်းပြစ်မှတ်ကိုတခါမှမမှန်ဘူးအရင်နေခဲ့တဲ့မြို့ကြီးမှာပေါ်တာကြီးဖြစ်လာလို့မလို့ဒီမြို့မှာလာပြီးတော့ဆက်မြုပ်နေတာအခုတော့ဒုက္ခပေါ့လေးတီတော်ကြီးကငကားကြီးရှိတဲ့တော်ရင်းလှိုင်ကိုစီကိုမရောက်ရောက်အောင်ခရီးထွင်ပြီးတော့သွားပါလာတယ်တွေ့မဲ့တွေ့တော့ငကားကြီးနဲ့မျက်နှာချင်းဆိုင်မှာတွေ့တယ်အာဒါနဲ့သူ့မှာပါလာတဲ့မြားရင်နဲ့အလင်းမြန်ပြစ်ခတ်လိုက်တယ်ထုံးတဲ့အတိုင်းပဲတစ်ချက်မှမထီဘူးငကားကြီးကတော့ကြောင်အန်းအန်းဖြစ်သွားတယ် ပြီးတော့မှဒေါ်ရိုက်ထွက်လာပြီး lazy logic ကိုရှုကနေနဲ့ခုံပြန်ရရှိသွားတယ်။ lazy logic ဆိုတာမျက်လုံးတွေပြဝေးပြီးတော့ကိုယ့်ကိုယ်ကိုတေပြီးဆိုတော့ပြအောင်းမိလိုက်တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဝုန်းဝင်နေဆိုပြီးမိခလုံးကြီးပေါ်လာပြီးတော့နဂါးကြီးနဲ့သူတွေကတဏှာစီဝေးသွားတယ်။စမ်းကြတဲ့ပုံကိုသူကသူ့ကိုကဲလိုက်တာပါ။ကျေးဇူးတင်လိုက်တာဗျာကျုပ်ကိုကယ်လိုက်တဲ့အတွက်လေးဒီတော်ကြီးကအဲ့လိုပြောလိုက်တဲ့စမ်းကြဲတဲ့ပုဂ္ဂိုလ်ကြီးကခက်ပြုံးပြုံးနဲ့ပြောပြတယ် ျုပ်ကဒါခမောက်ကိုကျေးဇူးတင်ရမှာပါကျုပ်ကပြင်းမှတ်ကိုစောင့်နေတဲ့နတ်ပါအဲနေယောက်သားဝမ်းသာအလဲနဲ့နှုတ်ဆက်နေကြတော့ခွတ်ခွတ်ဆိုတဲ့အတန်ကြီးနဲ့သူအထိုးခံရပြီးတော့နေယောက်စလုံးလဲကြသွားတယ်နောက်ထပ်စမ်းကြဲတဲ့ပုံကိုသူရောက်လာတာကိုအမြင်ကလူကိုဝင်ထိုးတယ်ကွာဘာဖြစ်လဲကွာငါမြားကိုစောင့်နေနတ်ကွာဟာငါအထိုးခံရတာကိုမကျေနပ်ဘူးကွာ ြစ်မှတ်ကိုစောင့်နေတဲ့နတ်ကအဲ့လိုပြန်ကျုံသွားရင်နဲ့အသက်ရင်းပုံရင်နဲ့သူတို့တွေပြန်ပြောက်ွယ်သွားကြတယ်။ထပ်ပြီးတော့အခက်ကျုံသွားရတော့လေးတီတော်ကြီးပါပဲ။ဘယ်ရောက်နေမှမသိဘယ်ပြင်းမှမသိဘာတွေဖြစ်သွားမှလည်းမသိတယောက်တည်းရောင်သည်ရောင်ချရောင်သည်ရောင်ချနဲ့အဲပုံမြင်လေးကတော့ဒါပါပဲ။နဂါးကြီးလည်းနေလို့မှကောင်းရင်လားမသိပါဘူး။ဟုတ်ကဲ့နားရီတွေပါနောက်ထပ်ပုံမြင်လေးတွေနဲ့ဆက်လက်ပြီးတော့မျှဝေပေးပါမယ်ခင်ဗျ။ အခုကတော့ကျွန်တော်ရဲ့ရွှေဖန်မြောက်မှုကိုဒီနေရာမှာပဲခေတ္တရှင်းထားပါမယ်ခင်ဗျာချိန်ပေးပြီးတော့ live banner စင် clip ပေးခဲ့ကြတဲ့ဒေါ်လန် clicker တအူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရွှေဖန်မြောက်ပေးခဲ့တဲ့အထက်မှာအမားယူလေးများပါပါပေးလို့ရှင်ဒီခံပြီးတော့နားလည်ပေးပါလို့ဆရာတာယာမင်းဝင်ရဲ့တက်ဆိုင်သူများနဲ့တကွာနားစင်သူဒေါ်လန် clicker တို့ကိုမင်တာရိုက်ခံတောင်းပန်ပါတယ် ကလပါရွယ်လေးကိုစားပြတဲ့ကံကောင်းခြင်းတွေတွေရကလကရုနဲ့ထပ်တူထမ်းမြရှင်နေနိုင်ကြပါစေအတ္တမအမောင်းထိုက်ပြိုကွဲပြီးတော့အာယုံဦးရဲ့ရှောင်းနေတဲ့အတူငိမ့်ချမ်းရေးရှောင်းကြီးတွေကတနိုင်ကလုံးကိုအမြန်းဆုံးလွှမ်းခြုံနိုင်ပါစေလို့ကျွန်တော်တို့ဆန္ဒပြုဆုမောတောင်းပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေရမြပါခင်ဗျာ